စကိုင်းတိုင်းမုံရမြို့အရှိချံတာစီရွာနဲ့ကြောက်စစ်ပုံရွာကြားမှာအနာသိစစ်တပ်နဲ့ပြည်သူ့ကာကွယ်တပ်ဖွဲ့တွေနိုဝင်ဘာလ10ရက်နေ့ပိုင်းကတိုက်ပွဲဖြစ်ပွားခဲ့တာရှိတယ်လို့ဒေသခံတွေကပြောပါတယ်စစ်တပ်စစ်ကြောင်းကိုအလင်းငိုက်တိုက်ခိုက်ခံရတာဖြစ်ပြီးစစ်တပ်ဘက်ကအသေးပြောင်းများနိုင်တယ်လို့ ကြောက်စစ်ပုံအမြောက်တက်ကနေလက်နိုင်ကြီးနဲ့ဆယ်ချက်ကျော်ပြစ်ကူပေးရပြီးမုံရနမခဘက်ကနေပါရာမိုတာနစီနဲ့တိုက်ပွဲဖြစ်ပွားတဲ့နေရာကိုဘုံတိချပြစ်ကူတက်ခိုက်ပေးတာတွေပြုလုပ်တာတွေ့ရတယ်လို့အမျိုးမဖော်လို့တဲ့ဒေသခံရွာသားတယောက်ကပြောပါတယ်။ စစ်တပ်စစ်ကြောင်းလာမယ်ဆိုတာကိုသတင်းအတိအကျရလို့စောင့်ပြီးတက်ခိုက်ခဲ့တာဖြစ်ကစစ်တပ်ဘက်ကအထူးကအကြဆုံးမတိရသေးပေမဲ့တိုက်ပွဲဖြစ်ပွားတဲ့နေရာကိုတံပြားကကားတွေနဲ့လာပြီးခေါ်ဆောင်သွားတယ်လို့ဘုဒ္ဓလိမျိုးနယ်တပ်ပေါင်းစုစစ်ကြောင်းကစစ်ကြောင်းမှုကြက်ကလေးက DPP ကိုပြောပါတယ် အဆိုပါတက်ခိုက်မှုကိုဗုဒ္ဓလင်မျိုးတက်ပေါင်းစုစစ်ကြောင်းနဲ့မုံရွာခရိုင်နဲ့တိုက်နယ်စစ်ကြောင်းတွေက စုပေါင်းတက်ခိုက်ခဲ့တာဖြစ်ပြီးစစ်တပ်ဘက်ကထိခိုက်သေးဆုံးမှုအခြေအနေတွေကိုတော့ DPP အနေနဲ့အသေးစားအတည်ပြုနိုင်တာမျိုးမရှိပါဘူးရှင်။